ကိုဒီထဲမှာမမြင်ရှိနေတယ်လေမမြင်မှလည်းတူတူရှိနေလေမာလီရဲ့ပရိသတ်တွေပေါ်ပဲမူတည်ပါတယ်နောက်ကျွန်တော်လည်းစူးစမ်းပါမယ်ဆိုတော့ခုနလိုမျိုးထွန်းထွန်းနှစ်ထွန်းထွန်းမနှစ်ဆိုတာထက်အဲစူးစမ်းပြီးတော့သေဥဆောင်ထားတဲ့ကားတွေစူးစမ်းပြီးသေဥဆောင်ခြင်းတဲ့ဇလန်းတွေ ရိုက်ခွင့်ရဖို့ယုံနေခွင့်ရဖို့ပြည်သက်တွေနဲ့အတူတူကြီးခွင့်ရဖို့တော့ကကျွန်တော်တို့အခွင့်အရေးအခွင့်အရေးတစ်ခုလိုပဲအမြဲကြိုးစားနေမယ့်အရာတစ်ခုပါဗျထွန်းထွန်းကအဲ့လိုမျိုးဘာမှမလုပ်ဘဲထိုင်နေရမဟုတ်ဘူးဆိုတာတိတိသွားတဲ့ပုံမှာပြန်ပြီးတော့ကျွန်တော်ကြိုးစားခွင့်ရလာတယ်လို့မြင်ပါတယ်ဟုတ်ဥပမာကိုယ်မုံတဲ့လူပဲဖြစ်ဖြစ်ကောင်းစေခြင်းတဲ့လူပဲဖြစ်ဖြစ်အာဝေဖန်တာအကြံပြုတာတွေမှာစော်ကားခြင်းနဲ့စိတ်ပါတာဖြစ်မပါဘူးဖြစ်ကိုလိုက်ခံစားနေတဲ့ခါကျရင်ကို့မှာရှိရခြင်းနေကုံတာပေါ့ကုံတာပေါ့ဆိုတော့ကို့မှာလူတယောက်ကဘယ်ချိန်ပါဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူး ဆိုတော့လက်ရှိအချိန်တည်းသိကြတာဘာမှမရှိဘူးလက်ရှိအချိန်မှာပဲကိုရီးယားအကောင်းဆုံးဘယ်လိုနေထိုင်မလဲပဲစဉ်းစားရမှာအဲ့မှာမှကိုကအဲမိဘစုံလင်ဆိုတာရှိနေရဆိုရင်ဒီမိဘတွေကိုစိတ်ချမ်းသာဘလို့ထားရမလဲဆိုတော့နံပါတ်1အရေးကြီးတယ်။နောက်ကိုဘောဘလို့စိတ်ချမ်းသာအောင်နေမှာလဲပေါ့နော်။ဆိုတော့လောလောဆယ်မှာတော့ကိုတို့အနေနဲ့ကပျော်အောင်နေတယ်ဆိုတာအဲစိတ်ညစ်စရာတွေကိုခေါင်းထဲကထုတ်တယ်ပျော်အောင်နေတယ်အဲ့ဒါနဲ့ပဲလက်ပတ်အောင်နေတယ်။ကျွန်တော်ပြည်သက်ကတော့ ဟိုနည်းနည်းများများသူ့အတူအမြင်အားပေးနေတဲ့ပြည်သက်ဒီနဲ့ရှိရယ်ဆိုတော့အဲ့ပြည်သက်တွေရဲ့ comments တွေနဲ့နောက်ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေပေါ်မှာအကောင်းဆုံးကြိုးစားခွင့်ရနေတာကျွန်တော်တို့အဲ့ဒါဖျားပြီးရဲ့စုပါပဲဆိုတော့ဝမ်းသာပါတယ်ဗျ2025ဟုတ်တယ်အကောင်းဆုံးပြလို့တော့ရတာအမှမဟုတ်ပါဘူးအဲကျွန်တော်လည်းဒီလောကမှာကျင်လည်နေရနှစ်20ကျော်ပါပြီဆိုတော့အကောင်းဆုံးနဲ့အကောင်းဆုံးမနှိရလို့လည်းမရှိပါဘူးကြိုးစားနေရတာပါပဲကျွန်တော်ကဒီကားမှာတရုတ်ဆောင်ဖြစ်တဲ့အတွက်အဲပြောပြဖို့ ဘယ်လိုပြောရမှန်းမသိပါဘူးအဓိကတော့ဒီ production နဲ့အဲကိုညိုပေါ့နော်ကိုညိုတို့အဓိကဘယ်လိုလုံဆောင်ခဲ့လဲတော့မသိဘူးဒါပေမဲ့ဒီကားလေးက horror trailer ကြိုက်တဲ့ပြည်သက်တွေတော့ကတော့အဲကြည့်ကောင်းမဲ့ကားလေးတကားပါအာကျွန်တော်ကိုကိုကလွယ်ဘူးမှမကြောက်ကိုကိုပဲကြောက်တယ်ဒါပေမဲ့ကိုကို control လုပ်နိုင်တဲ့အချိန်တွေရှိသလို control မလုပ်နိုင်တဲ့အချိန်တွေရှိအောင်နော်အဲ့လို control လုပ်နိုင်မှုပဲအမြဲချိုးသားပါတယ်လုံတင်တာပဲအမြဲလုပ်ပါတယ်အော်ကိုမဟုတ်တဲ့နောက်တစ်ယောက်ပေါ့ ကောင်ပြောင်းသွားတာအဲ့လိုပုံစံမျိုးလားအကောင်ပြောင်းနေတော့မဟုတ်လူတယောက်မှာစိတ်တွေအများကြီးရှိအောင်ဆိုတော့မကောင်းတဲ့စိတ်နဲ့ပျော်မွေ့သွားတဲ့တစ်ချိန်မကောင်းတဲ့စိတ်တွေဝင်လာတဲ့တစ်ချိန်မထိန်းနိုင်တဲ့တစ်ချိန်ကြရင်တော့တော့ထိန်းချုပ်ရခက်ပါတယ်သူတို့ပြင်ကောင်းတဲ့စိတ်ဆိုတာအခြေခံတာလူများကကောက်ချစ်တယ်မကောက်ချစ်တာတဲ့ဒေါသစိတ်ပေါ့ဆိုတော့ဒေါသစိတ်ကိုကိုမထိန်းချုပ်နိုင်ဘူးဆိုရင်ဒေါသအလျောက်ဖြစ်လာတဲ့ပြဿနာတွေကနည်းနည်းတော့တော့မှမဟုတ်ဘူးဆိုတော့အများကြီးပဲဆိုတော့အဲ့လိုမျိုးဒေါသကင်းအောင်နေပြီးတော့အကောင်းဆုံးဖြစ်အောင်မကြိုးစားပါနဲ့နေရတယ်ဥတုစဉ်တယောက်ဖြစ်တဲ့အတွက်အမှန်မှတော့အမြဲရောရှက်နေရပဲနောက်တစ်ခါကျတော့ ကောင်းတာအောင်ဆိုတော့ထွန့်လွှဲနေတာပါပဲဆိုတော့နေတဲ့လူကတော့အကောင်းဆုံးဖြစ်အောင်ပဲရှင်းသင်ပါတယ်ဥပမာကိုယ်မုံတဲ့လူပဲဖြစ်ဖြစ်ကောင်းစေချင်တဲ့လူပဲဖြစ်ဖြစ်အာဝေဖန်တာအကြံပြုတာတွေမှာစော်ကားခြင်းနဲ့စိတ်ပါတာဖြစ်မပါဖြစ်ကိုလိုက်ခံစားနေတဲ့ခါကျရင်ကို့မှာရှိရချင်းနေကုန်တာပေါ့ကုန်တာပေါ့ဆိုတော့ကို့မှာလူတယောက်ကဘယ်ချိန်ပါဖြစ်မယ်ဆိုတော့ဘယ်သူမှမသိနိုင်ဘူးဆိုတော့လက်ရှိအချိန်တည်းသိကြတာဘာမှမရှိဘူး လက်ရှိချိန်မှာပဲကိုရီးယားအကောင်းဆုံးဘယ်လိုနေထိုင်မလဲပဲစဉ်းစားရမှာအဲ့မှာမှကိုကအဲမိဘစုံလင်စွာရှိနေရဆိုရင်ဒီမိဘတွေကိုစိတ်ချမ်းသာဘယ်လိုထားရမလဲဆိုတော့နံပါတ်1အရေးကြီးတယ်။နောက်ကိုရောဘယ်လိုစိတ်ချမ်းသာအောင်နေမှာလဲပေါ့နော်။ဆိုတော့လောလောဆယ်မှာတော့ကိုတို့အနေနဲ့ကပျော်အောင်နေတယ်ဆိုတာစိတ်ညစ်စရာတွေကိုခေါင်းထဲကထုတ်တယ်ပျော်အောင်နေတယ်အဲ့ဒါနဲ့ပဲလက်ပတ်အောင်နေတယ်ပရိသတ်တွေပရိသတ်တွေပေါ်ပဲမူတည်ပါတယ်။နောက်ကျွန်တော်လည်းကြိုးစားပါမယ်။ဆိုတော့ခုနလိုမျိုးထွန်းထွန်းနှစ်ထွန်းထွန်းမနှစ်ဆိုတာထက်အဲ 調査ပြီးတော့သေဥဆောင်ထားတဲ့ကားတွေ調査ပြီးသေဥဆောင်ခြင်းတဲ့ဇလန်းတွေရိုက်ခွင့်ရဖို့ယုံနေခွင့်ရဖို့ပြည်သက်တွေနဲ့အတူတူကြီးခွင့်ရဖို့တော့ကကျွန်တော်တို့အခွင့်ရေးအခွင့်ရေးတစ်ခုလိုပဲအမြဲ調査နိုင်မယ့်အရာတစ်ခုပါဗျဥပမာဟိုဟိုသွေးသွေးမြစ်လည်းတင်ပြသွားတာလည်းပါတာပေါ့နော်သွေးမြစ်တင်ပြသွားတဲ့အချိန်မှာထွန်းထွန်းကအဲ့လိုမျိုးဘာမှမလုပ်ဘဲထိုင်နေရမဟုတ်ဘူးဆိုတာတိတိသွားတဲ့ပုံမှာပြန်ပြန်ပြီးတော့ကျွန်တော်調査ခွင့်ရလာလို့မြင်ပါတယ်ဟုတ်ကျွန်တော်ပြည်သက်ကတော့ ဟိုနည်းနည်းများများသူ့အတူအမြင်အပိနေပြိသက်ဒီနဲ့ရှိရယ်ဆိုတော့အဲ့ပြိသက်တွေရဲ့ comment တွေနဲ့တော့ကျွန်တော်လုတ်ချင်တဲ့အလုပ်တွေပေါ်မှာအကောင်းဆုံးကြိုးစားခွင့်ရနေတာကျွန်တော်တို့အဲ့ဒါဖျားပြီးရစုပါပဲဆိုတော့ဝမ်းသာပါတယ်ဗျ။2025ကိုတည်းအကောင်းဆုံးဖြစ်ဖို့လုပ်ရတာ။အာမဟုတ်ပါဘူး။เออကျွန်တော်လည်းဒီလောကမှာကျင်လည်နေရ20ကျော်ပါပြီဆိုတော့အကောင်းဆုံးနှစ်အကောင်းဆုံးမနှစ်ရလို့လည်းမရှိပါဘူးကြိုးစားနေရတာပါပဲ။ရမတော့ရကားလေးကလေ horror trailer တိုက်တဲ့ပြည်သက်တွေတော့ကတော့အတော်လေးစိတ်ကျင်တဲ့ဆရာဖြစ်မဲ့ကားလေးလို့ မျှော်လင့်ထားပါတယ်ဆိုတော့ကျွန်တော်တို့